အမေရိကန်မှာခရီးစဉ်ရောင်ပေါက်ကွင်းစကောဦးသိဆုံးမှုရှိခဲ့ပြီးတော့အများအပြားပြောဆုံးနေအမေရိကန်မှာခရီးမီကြောက်စက်ရောင်ပေါက်ကွင်းမှုဖြစ်ပွားပြီးလူစကောဦးတဲ့မင်းပျောက်ဆုံးနေကြောင်းသိရပါရီအော်တိုဘာ၁၀ရက်နေ့ကတင်းတဲ့စီးပြီးနေတဲ့မှာပြင်းထန်တဲ့ပေါက်ကွင်းမှုဖြစ်ပွားခဲ့တာပါအခင်းဖြစ်ရအန်ဖရိတ်ခရိုင်ရဲ့ရဲတပ်ဖွဲ့အကြီးကဲခရစ်ဒေးဗစ်ကစက်ရောင်စာအုပ်ဟာပေါက်ကွဲတဲ့အချိန်ကြောင့်ပြပြဝတ်လေးပြုတ်ခဲ့တယ်လို့ပြောပါရီ တိတ်ဆုံးသူတွေရှိပေမဲ့လည်းအရေးအတွက်တိကျကိုတော့မသိရသေးဘူးလို့သူကဆိုပါတယ်။လူလင်း၅ရောက်လောက်ကိုစိတ်ယုံကျင်းဖို့ထားရကြောင်းပျောက်ဆုံးနေသူ၁၉ဦးတရင်ရထားပြီးအပူတမင်းလိုက်ရှာနေစေဖြစ်ကြောင်း TV ကသတင်းတောက်တွေစီကိုပြောပြခဲ့ပါတယ်။ပေါက်ကွဲတဲ့နေရာမှာတော့ဘာတစ်ခုအကောင့်တိုင်းမကြံလောက်အောင်အချိန်နီးဆိုးလွန်ခဲ့တဲ့ကြောင်းလေးသူကမှတ်ချက်ပေးခဲ့ပါတယ်။ခဲရန်မိကျောက်စိတ်ယုံဟာ best form မြို့နာမှာတည်ရှိပြီးတော့ပေါက်ကွဲရေးပစ္စည်းတွေအများပြားကိုထုတ်လုပ်ကင်တွဲတူလောင်တဲ့အနေအထားတစ်ခုလို့ရဲတွေကပြောပါတယ်။ ပောက်ကွဲမှုဘာကြောင့်ဖြစ်တဲ့လဲဆိုတာကိုတော့မသိရသေးပါဘူး။ဝင်ရနေရိုက်ကိုထားရင်ဗီဒီယိုတွေမှာတော့စိတ်ဝင်နေရဟာမီးလောင်ပြီးအပြည့်လုံးလုံးလဲလဲပြောင်းလဲသွားပြီးမီးကျွမ်းထားတဲ့ပျက်စီးတွေမီးခိုးတွေဥတွက်နေတဲ့ရှင်အပြည့်တွေစိတ်ယုံစောင့်နေစီဟာအစားအနာတွေကိုပဲတွေ့ကြရပါရည်။အဲဒီစိတ်ယုံကို Accurate Integrity System Company ကပိုင်ဆိုင်ပါရည်။တရင်စာရှင်လေးပွဲမှာတော့ဒီပီဟာစိတ်ဒီကြိုက်တုံလုံးနေရန်ရှိခဲ့ပြီးတော့လူသေးပြောင်းစင်းကိုဒီကြကြထုတ်ပြဖို့ညှဉ်းဆန်းသွားပါရည်။ပောက်ကွဲချိန်တို့ကစိတ်ယုံလဲပတ်နေပြီးတော့ဝင်ထဲတွေရှိတယ်ဆိုတာကိုတော့ သူကအတည်ပြုခဲ့ပါတယ်ပထမတစ်စင်းပောက်ကွဲပြီးနောက်ထက်စင်ပောက်ကွဲမှုတွေကြောင့်ကဲဆယ်ရေးတွေမိသက်တွေဟာစက်ယုံနဲ့ချက်ချင်းချင်းကက်လို့မရခဲ့ကြောင်းလေဒီဘက်ကပြောပါတယ်တင်းနေစီပြီးနေအစိုးရကတော့ပောက်ကွဲမှုနောက်ဆက်တွေစုံစမ်းမှုတွေကင်တွေမှုကိုဖက်ဒရယ်ဆိုရရရှိတွေနဲ့ပူးပေါင်းဆောင်ရွက်သွားမယ်လို့ပြောကြားခဲ့ပါတယ်။မိလောင်ပြမှာစုံစမ်းစစ်ဆေးမှုအပြီးကနေဦးထုတ်ပြန်ကြမှာတော့အချိန်တွေတည်ငြိမ်သွားပြီဖြစ်ပြီးပတ်ဝန်းကျင်ဧရိယာအတွင်းဥပဒေပြင်နိုင်ဖို့လို့ဖော်ပြထားပါတယ်။7နှစ်ပြုတ်ခွင်းနဲ့ ပောက်ကွဲရေးပစ္စည်းတွေထုတ်လုပ်တဲ့ aggregate incentive system မှာနည်းနည်းဆောင်ဝဲပောက်ကွဲမှုကြောင့်ဆက်ရှိဦးသိဆုံးပြီးစိတ်ယုံလုပ်သားများပြားလေးပျောက်ဆုံးနေရလို့သိရပါတယ်။ပောက်ကွဲမှုက15မိုင်ကာဝေးထိခန်းစားရပြီး student မိုင်ဝက်ကျောင်းမှာပောက်ကွဲမှုကြောင့်ပျက်စီးတွေပြန်ကျဲလေးဆင်သွားတယ်လို့ဒေသခံတွေကပြောကြားထားပါတယ်။အဆိုပါပောက်ကွဲမှုကအနီးအနားရှိနေအိမ်တွေကိုလုံရန်ကအသေးစားပောက်ကွဲမှုတွေဖြစ်ပွားခဲ့တဲ့ဒေသဆိုင်ရာအထောက်အပံ့ရှိသူတွေကပြောကြားခဲ့ပါတယ်။စုံစမ်းစစ်ဆေးမှုကတော့စိတ်ယုံပောက်ကွဲမှုဖြစ်စဉ်ကိုတည်ပြုဖို့စစ်ဆေးဆောင်ရွက်နေပြီးတော့ တိတ်ဆုံးသူမိသားစုတွေကိုအကြောင်းကြားဖို့လှုပ်ဆောင်နေရလို့ပြောကြားထားပါတယ်။မြေမြတ်တည်းတူဖြစ်တဲ့ဒေးဗစ်ကပောက်ကွဲမှုရဲ့နောက်ဆက်တွဲကိုကျွန်တော်တမိုးရဲ့အကြောင်းမှမြင်မှုသမျှအစိုးဆုံးမြင်ကွင်းအဖြစ်ဖော်ပြပြောဆိုသွားပါတယ်။အဲ့ဒါကငရေပဲလို့ဒေးဗစ်ကတောက်တာနေညနေပိုင်းမှာသတင်းတောက်များအားပြောကြားခဲ့ပါတယ်။ဒါကငါတို့အတွက်ငရေပဲပသက်သူတိုင်းအတွက်ငရေပဲလို့ပြောကြားခဲ့တာပဲဖြစ်ပါတယ်ရှင်။